โอเคကျွန်တော်တဘာဝ of photography photography ရဲ့ဆောင်အားတွေမှာနောက်ဆုံးတစ်ခုဖြစ်တဲ့ဓာတ်ပုံသီးအနုပညာဆိုတဲ့ဟာလေးကိုကျွန်တော်ညှောက်ပေးခြင်းနေပေါ့နော် င်းသောဓပုံဓပုံကားတဲ့ပုံမြင်ဓပုတ်ကိုပြပြနိုင်ပါတယ်တဲ့ခံယူချက်များကိုလည်းပြောင်းလဲစေနိုင်ပါတယ်တဲ့လူများကိုလည်းကျွန်တော်လူများကိုနှလုံးသားထဲထီလဲလေးလေးနဲ့ခံစားစေနိုင်ပါတယ်ဗောနော်အဲ့လိုအရာတွေကိုကျွန်တော်တို့ကအမှုပညာလက်ရာတွေရောက်တာဖြစ်ပေါ်နိုင်တော့မလို့ဓပုံပညာဟာလည်းအတိမဖြူတိုက်တော့ဓပုံအမှုပညာတခုဖြစ်တယ်ဗောနော်အဲ့တော့ဓပုံပညာကျွန်တော်အမှုပညာအနေနဲ့ကျွန်တော်တို့တတ်မှတ်ကြတဲ့လူတွေရှိတယ်မတတ်မှတ်တဲ့လူတွေလည်းအများကြီးရှိတယ်ဗောနော်ဒါပေမဲ့ဘယ်လိုပဲဖြစ်နေဖြစ်စေကျွန်တော်တို့တတ်မှတ်ကြတဲ့လူတွေက အဲကဘာမှာလည်းအနှံ့ပြားရှိတယ်ပေါ့နော်အဲ့ဒီထဲမှာဆိုရင်ဘယ်ဟာထိတ်ဆုံးမှလဲဆိုတော့ကျွန်တော်ဒီ Christy Leland ဘွဲဆိုတာပေါ့နော် Christy Leland ဘွဲကဆိုတော့ကျွန်တော်ဒီဓာတ်ပုံတွေဆိုတာကျွန်တော်ကြာမှမဟုတ်ပဲနေပေါ့နော်အမြင်ကျွန်တော်အချိန်နဲ့ကြွညင်မှုတို့လိုအပ်တယ်ဒါကြောင့်ဒီအတိမပြုတ်သောအာဖြစ်ဓာတ်ပုံတွေကိုကျွန်တော် Leland ဘွဲမှတစ်ဆင့်ကျွန်တော်တို့ကတန်ဖိုးကြီးကြီးမားမားပေးပြီးတော့မှဝယ်ယူမှုများစွာလဲကျွန်တော်ရှိခဲ့တယ်ပေါ့နော်ဒီ Christy ဆိုတာကျွန်တော်ဓာတ်ပုံတစ်ခုလည်းမဟုတ်ဘူးဗျာကျွန်တော်ပကြီးတို့တခြားချီအောင်ကြီးစီအားလုံးကို Leland ဘွဲအနေနဲ့အဲလုပ်ပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကဘာကျော်ဓာတ်ပုံနေကဘာကျော် ပကြီတွေကဘာကျော်အသုံးဆောင်ပစ္စည်းတွေကိုကျွန်တော်တို့လေလံပွဲအနေနဲ့ကျွန်တော်တို့အတိမတ်ပြုဝယ်ယူကြရတယ်ပေါ့နော်။ဘာလို့ဝယ်ယူကြရလဲဆိုတော့အတိမတ်ပြုတွေ့ကျင်လို့လည်းရှိတယ်။တချို့ကြတော့ဒါနာမည်ကြီးကျတော့တချို့ကြတော့စီးပွားရေးရသိမ်းစီးတာမျိုးရှိတယ်ပေါ့။ဘာဖြစ်ဖြစ်ဒါဟာအတိမတ်ပြုထိုက်တယ်ဆိုပြီးတော့မှကျွန်တော်တို့ကဝယ်ယူကြတာပေါ့နော်။အတိမတ်မပြုထိုက်တဲ့ဓာတ်ပုံတွေဆိုဘယ်သူမှဝယ်မနေတော့ဘူးနော်။ဘယ်သူမှလည်းကျွန်တော်ကြည့်ရင်ကျွန်တော် Facebook မှာဆိုရင်အများကြီးပဲ new new feed မှာဆိုရင်အများကြီးတွေ့နေရတဲ့ဟာပဲ။ကျော်ကတော့ skip သွားတာပဲပေါ့နော်။အတိမတ်ပြုထိုက်တယ်ဆိုရင်ကျွန်တော်တို့ကအတိမတ်ပြုကြတယ်ပေါ့နော်။အဲ့လို တိမပြရတဲ့ဓာတ်ပုံတွေမှာကျွန်တော်နည်းနည်းလေးအားလုံးလည်းတိကြရအောင်ဓာတ်ပုံဓာတ်ပုံတွေရဲ့တန်ဖိုးတွေကဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်ဒီကဘာကျော်ဓာတ်ပုံတွေနည်းနည်းလေးကျွန်တော်ရှင်းပြပေးခြင်းနေပေါ့နော်အဲဒီမှာနံပါတ်1အနေနဲ့ဒီ pattern ဆိုတဲ့ pattern for ထားပါတော့အဲ့ဒီစာရဲ့ဒီဓာတ်ပုံကြီးက6.5 million တောင်ရှိရပေါ့နော်ဒီဓာတ်ပုံဓာတ်ပုံရဲ့တန်ဖိုးဓာတ်ပုံပဲတန်ဖိုးနော်အဲ့ဒီဓာတ်ပုံကျွန်တော်အမေရိကန်နိုင်ငံအဲကျွန်တော် Arizona မှာရှိတဲ့ကမ္ဘာနာမည်ကြီး Antelope ဆိုတဲ့နေရာမှာရိုက်ကူးခဲ့တာဖြစ်တယ်ပေါ့နော် အဲ့တဲ့ပေါ်ကျွန်တော်2014ခုနှစ်မှာအမေရိကန်ဒေါ်လာ6.5သန်းနဲ့ရောင်းချခဲ့ပြီးတော့မှအဲ့ဒီအချိန်တုန်းကရောင်းမှုသမျှဓာတ်ပုံအားလုံးထဲမှာဈေးအကြီးဆုံးဓာတ်ပုံဖြစ်နေကျွန်တော်စံချိန်တက်တင်ခဲ့ပေါ့နော်ဓာတ်ပုံတပုံ6.5မီလီယံနော်မြန်မာငွေနဲ့ဆိုမနေဘူးပဲအဲ့ဒါဘယ်သူရိုက်ခဲ့ရလဲဆိုတော့ဩစတြေးလျနိုင်ငံဓာတ်ပုံဆရာပီတာလစ်ဆိုတဲ့ဓာတ်ပုံဆရာရိုက်ခဲ့ရှုကင်းဓာတ်ပုံဆရာပေါ့နော်ပီတာလစ်ဆိုတဲ့အခုရှင်ဒီတဲ့တက်ရှိထင်ရှားရှိပါသေးရဲ့သူရဲ့ Instagram အကောင့်လေးလည်းရှိတယ်ပေါ့နော်စိတ်ဝင်စားရင်သူ့နာမည်လေးရှာကြည့်ပေါ့နော်အာဒီပုံလေးက6.5မီလီယံနဲ့ ရောက်ကြခဲ့ရတယ်ပေါ့နော်။နောက်ကတော့ Rain 2ဆိုတဲ့ဓာတ်ပုံပေါ့နော်။သူကတော့4.3 million နဲ့ရောက်ချခဲ့တာဖြစ်တယ်ပေါ့နော်။ဆိုတော့သူကတော့ဒီ Rain ဆိုတဲ့ပေါ့နော်ဒီဥရောပနိုင်ငံကမြစ်ဒဇင်းရဲ့နာမည်ဖြစ်တယ်ပေါ့ဒီ Rain ဆိုတာဥရောပနိုင်ငံမြစ်ဒဇင်းရဲ့နာမည်။သူကမြက်ကင်းစိတ်နေကြမှာကျွန်တော်ဒီမှာအလျားလိုက်ဖြစ်စင်းစင်းနေ Rain မြစ်ရဲ့အလောက်ရေကူးထားတာဖြစ်တယ်။1999ခုနှစ်မှာဒီဓာတ်ပုံကို2021ခုနှစ်မှာ American Dollar 4.5တန်းအမှန်တကယ်40မှာ3တန်းကျွန်တော်မှားရေးထားတာပေါ့နော်။ဒီဓာတ်ပုံကို2021ခုနှစ်မှာ4.3တန်းနဲ့ ျွန်တော်ကခရစ်တီဆနကခရစ်တီလေးလံဘွဲမှာရောင်းချခဲ့တာဖြစ်တယ်ဓာတ်ပုံဆရာကတော့ဂျာမန်ပေါ့နော်ဒီအန်ဒရက်ဂူစတီဂူစကီလာပေါ့နော်အဲသူ့နာမည်ပေါ့ကျွန်တော်အတန်တော့မိုင်းနားလည်ပေးပါသူရဲ့ကူတာဓာတ်ပုံပေါ့နော်ရိုးရှင်းရှင်းလေးတွေပဲနော်အဲ့ပုံလေးတွေကလောက်ထိတန်ပါတယ်ပေါ့နော်နောက်တစ်ခုတော့ကျွန်တော်က the pom mon light ဆိုတဲ့ဓာတ်ပုံပေါ့သူကတော့2.9 million ချီတယ်ပေါ့နော်အဲဒီဓာတ်ပုံကတော့ကျွန်တော်နှင်းပန်းတွေအကျူပင်တွေနဲ့ပေါ့ငိန်တက်နေတဲ့ရေကန်ကိုလာရောက်နေတူဖမ်းယူရခဲ့တာကြောင့်အိမ်မဆန်ဆန်နဲ့ဓာတ်ပုံကပကြီးကားတစ်ချက်လို့ကျွန်တော်လှပနေရပေါ့နော် အကျွန်တော်ခုခေတ်မှာဆိုတော့နည်းနည်းချိုးကဘာပုံကြီးလဲဆိုပြီးတော့ထင်ကောင်းထင်ရလိမ့်မယ်ပေါ့နော်ဒီတဲ့ပုံ2006ခုနှစ်မှာဖေဖော်ဝါရီလမှာအမေရိကန်ဒေါ်လာ1.9လေးလံပွဲတစ်ခုမှာရောင်းချခဲ့တယ်ပေါ့အဲ့ဒီလေးလံပွဲကိုကျွန်တော်တို့က The Genius of Photography ဆိုပြီးတော့ BBC ရဲ့မှတ်တမ်းရုပ်ရှင်မှာအပိုင်းလျှောက်မှာလည်းကျွန်တော်ပြသထားရလို့ဆိုရတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ရိုက်ချကြည့်လို့ရပါဘူးသူကတော့ရိုက်ကူးထားတာက Adrat Styken ဆိုပြီးတဲ့ပုံစံဆရာရိုက်ကူးထားတာပေါ့နော်သူကတော့2.9 million လောက်တန်တယ်ပေါ့နော်ဒါအမှုပညာအနေနဲ့သတ်မှတ်ထားတာပေါ့နော်အအတိမပြူတာပေါ့နော်နောက်တစ်ခုကတော့ဒီ M Tiger Shes 153ဆိုတဲ့ဓာတ်ပုံပေါ့နော်သူက2.7 million လောက်တန်တယ်ပေါ့နော်ဒီဓာတ်ပုံကတော့ကျွန်တော်ထူးခြားတာကြောင့်ဒီဓာတ်ပုံထဲမှာတည်ုပ်ဆောင်နေတဲ့မျိုးသမီးကသူ့ကိုယ်တိုင်မဖြစ်တယ်ဓာတ်ပုံဆရာလည်းသူပဲတည်ုပ်ဆောင်လည်းသူပဲ1985ခုနှစ်မှာရိုက်ထားတာပေါ့နော်အာသူကတော့အာသူမကတော့သူကဒီလူအဖွဲ့အစည်းတွင်းမှာရှိတဲ့မျိုးသမီးတွေရဲ့ခန်းကဏ္ဍနဲ့ကလင်းချင်းဆိုင်ရာတွေးမြင်တွေကိုဓာတ်ပုံဖြစ်ရက်ကူးတက်ပြီးတော့မှဓာတ်ပုံကြည့်သူတွေကိုကိုယ်တိုင်ဝင်ရောက်ခန်းစားနိုင်အောင်ဖန်တီးတက်တယ်ပေါ့သူကဓာတ်ပုံဆရာအမေရိကန်ဓာတ်ပုံဆရာ စင်ဒီရှာမန်ဆိုတဲ့အမျိုးသမီးပါသူဆိုလက်ကဘာကျော်ဓာတ်ပုံဆရာတယောက်ပဲသူ့ရဲ့ဓာတ်ပုံလေးကျွန်တော်လေ့လာကြည့်လို့ရတယ်ဗောနော်အဲ့လောက်ထိကိုဒါပြောမလို့ portrait ပုံလို့တော့ပြောလို့ရတယ်ဗောနော်2.7 million တန်ပါတယ်နောက်ကတော့ဒီဓာတ်ပုံကတော့1ဆိုတဲ့ million အဓာတ်ပုံဗောနော်ဒီဓာတ်ပုံက1 million နဲ့ရောင်းထားရဒေါ်လာတစ်သန်းဗောနော်ဒေါ်လာသန်းဆိုရင်မြန်မာငွေနဲ့သူဘယ်လောက်ရှိမလို့ဒေါ်လာတစ်သိန်းဆိုရင်မြန်မာငွေနဲ့ဆိုရင်အဲသိန်း4500ပဲထားပါတော့ဒေါ်လာတစ်သန်းဆိုရင်သိန်း4500နဲ့တော့မဟုတ်ဘူးဗောနော်ဒါအကြံပြုအတွက်ပြတာဟုတ်ကြမှာလဲဟုတ် ဲ့တော့အဲ့ဒီတဲ့ပုံကိုကျွန်တော်အမေရိကန်နိုင်ငံရဲ့ပေါ့နော် Android ကောခင်မြစ်ကန်နဘီမှာလှပတဲ့တစ်ပင်တွေရဲ့ reflection ဖြစ်နေတဲ့ရေမျက်နှာပြင်ကိုရိုက်ကူးခဲ့တာဖြစ်တယ်ပေါ့နော်။သူကဒီတဲ့ပုံကိုကျွန်တော် print တဲ့ပုံနဲ့တာထုတ်တာပေါ့နော်။ print တဲ့ပုံနဲ့ထုတ်ပြီးတော့မှရောင်းဝယ်ရောင်းခဲ့တာဖြစ်တဲ့ဒါအောင်အမီမဖော်လို့တဲ့လူတွေကပေါ့နော်90ခုနဲ့မှာဒေါ်လာတစ်သန်းနဲ့ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်ပေါ့။ဒီကရတော့ကျွန်တော်ရှေ့ကပထမဆုံးတဲ့ပုံဖြစ်တဲ့ရိုက်ကူးတဲ့ချူငင်တဲ့ပုံစီကပီတာလက်ကရိုက်ထားတာပေါ့နော်။အရန်ထားရတယ်ပေါ့နော်။တဲ့ပုံတစ်ပုံတည်းကို1 million တန်တယ်ပေါ့နော်။သူကတော့ဒါ ဲ့မဲ့သူကဒီတက်ပုံကိုတခြား print နေပါဆိုတော့ထပ်မထုတ်ဘူးဒီတက်ပုံတက်ပုံ print တက်ပုံပဲထုတ်ပြီးတက်ပုံပဲရောင်းတာပေါ့နော်တခြားလူတွေပိုင်ဆိုင်ခွင့်မရှိတော့ဘူးနော်ဒီဝယ်သွားတဲ့အမည်မဖော်လို့သူတယောက်ကပဲဒီတက်ပုံကိုပိုင်ဆိုင်ခွင့်ရှိမှာပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီဟိုကမ္ဘာဈေးကြီးဆုံးတက်ပုံတွေကပြောမလို့ရှုကင်းပုံတွေပေါ့နော်အဲ့လိုလူပုံတွေကများတယ်ပေါ့နော်ဟိုတခြားပုံတွေကရောအဲ့လိုမျိုးဂုံပြူပုံမထိုက်တန်ဘူးလားဆိုတော့မေးစရာရှိရပါဒါပေမဲ့အကောင်လုံးကဂုံပြူပုံထိုက်တန်ပါဒါပေမဲ့ ဝယ်ယူသူတွေပေါ့နော်အတိမတ်ပြုတဲ့လူတွေကွန်ပျူတာလူတွေပေါ်မှာလည်းမူတည်သေးရပေါ့နော်အော်ဒီတက်ပုံကြီးကတော့ကဘာကျော်ခဲ့တဲ့တက်ပုံမျိုးတော့အတိမတ်မပြုလာဆိုပြီးတော့တော့ပြုတ်လို့တော့မရဘူးပေါ့နော်လူတွေမှာလည်းစိတ်ကံစားချက်ပုံအမျိုးမျိုးရှိတယ်အတိမတ်မပြုပုံမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဆွမ်းကလို့သတင်းတက်ပုံလိုမျိုးပေါ့နော်နောက်ပြီးတော့တခြား travel တို့တခြားဟို documentary တို့ portrait တို့ကိုအတိမတ်ပြုတဲ့ကျွန်တော် photo essay တို့နော်အဲ့ဒါမျိုးအတိမတ်ပြုတဲ့ဖွဲ့စည်းတွေတက်ပုံပြန်ဖို့လည်းရှိပါသေးတယ်ဗျအဲ့ဒါတော့ကျွန်တော်တို့ဒီမှာ ဟိုဂုံပြုစုတွေလို့ပြောလို့ရပါကျွန်တော်ရှင်းမှာပြောခဲ့ Polizer Pride Polizer Pride ဆိုတာဒီ Polizer စုတွေကိုလည်းရှင်းကသတင်းတက်ပုံတို့ဘာလို့ဆိုတော့အဓိကအတိအမှတ်ပြုတဲ့ဟာတွေပါပြီးရင် Hansa Black Award တို့ပြီးရင် Hyper တို့နော် Hyper ဆိုရင်အခုဒီနှစ်မှာ2025ခုနှစ်မှာလုတ်တဲ့ဓာတ်ပုံပြောင်းဝဲမှာဆိုရင်စုကြီးကြည့်တင်ဒေါ်လာတစ်သန်းရှိပါတယ်စုကြီးအားလုံးပါဒေါ်လာတစ်သန်းရှိရဲ့နည်းနည်းပတ်စံမဟုတ်ဘူးပေါ့နော်အဲ့ဒါကျွန်တော်ဓာတ်ပုံ photography ကဏ္ဍမျိုးစုံကို သူကစုပေးတာဖြစ်တယ်ပေါ့ပေါ်ထွေးနေပဲပြန်ပြန် landscape နဲ့ပဲပြန်ပြန် wildlife နဲ့ပဲပြန်ပြန် street နဲ့ပဲပြန်ပြန် sport နဲ့ပဲပြန်ပြန်เนาะတကယ်ကောင်းတဲ့ပုံတွေကိုသူတို့ကအာစုပေးတဲ့အဖွဲ့အစည်းဖြစ်တယ်ပေါ့เนาะအဲ့လိုမျိုးဓာတ်ပုံပညာကိုအတိမတ်ပြုတဲ့နေရာတွေရှိတယ်ဒါတွေကဒီဓာတ်ပုံတွေဆိုတာတကယ် compute ထိုက်တဲ့အမှုပညာတစ်ခုအနေနဲ့ compute ထိုက်တဲ့အကြောင်းမလို့ကျွန်တော်တို့ကအတိမတ်ပြုကြတာဖြစ်တယ်ပေါ့เนาะ compute မထိုက်တဲ့အရာမျိုးတွေဆိုရင်ကျွန်တော်တို့ကအတိမတ်ပြုဘူးနောက်ပိုင်းဆိုရင် AI တွေကိုလည်း compute ထိုက်တဲ့အရာမျိုးရှိလာပြီပေါ့เนาะ AI တွေကိုလည်းဝယ်ယူတဲ့လူတွေရှိတယ် AI category တွေထည့်လာပြီးတော့မှပြိုင်ပွဲတွေနဲ့တက်မှတ်တာလေးဒါလည်းကျွန်တော်တို့ funding မှုတစ်ခုအနေနဲ့ကျွန်တော်တို့ကအတိမဲ့ပြုလာကြတာပေါ့နော်နောက်ခါကျွန်တော်တို့ဒီဒီလိုမျိုး ICP တို့ပေါ့နော်ဒီဒီဥစ္စာတွေပြီးလို့ရှင် MoMA တို့စသဖြင့်ဒီလိုမျိုးဒီမကွမ်းလာပေါ့နော်မကန်းလာစပါတော့ကျွန်တော်အတန်ထွက်မိုင် sorry ပါအဲ့ဒါတွေဆိုတော့ဒါကျွန်တော်ဓာတ်ပုံပြပွဲတွေပြုလုပ်ပြီးတော့ဓာတ်ပုံကိုကျွန်တော်အမှုပညာဖြစ်တော့ကဘာမှာထင်ရှားစီခဲ့တဲ့အဖွဲ့အစည်းတွေဖြစ်တော့သူတို့ဆိုလည်းပြပွဲတွေမျိုးမျိုးလုပ်တယ်ကဘာကျော်ဓာတ်ပုံဆရာတွေသူတို့အဖွဲ့အစည်းတွေမှာရှိတယ်တော့စာအုပ်တွေထုတ်တယ်ဒါသတ်သဖြစ်ပေါ့နော် ဓာတ်ပုံစံအမှုပညာဖြစ်ကြောင်းကိုအသိမှတ်ပြုခဲ့တယ်ပြုတဲ့အဖွဲ့အစည်းတွေရှိရပေါ့နော်တခြားအဖွဲ့အစည်းတွေလည်းအများကြီးရှိပါသေးတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလဲမြန်မာနိုင်ငံဓာတ်ပုံသင်လို့မျိုးပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်တို့ရှိပါတယ်အဲ့တော့အဲ့ဒါမျိုးတွေအဲအသိမှတ်ပြုတာရှိရပေါ့နော်โอเคအဲ့တော့ဓာတ်ပုံဆိုတာအမှုပညာဆိုတာဖြစ်ကြောင်းကိုကျွန်တော်အဲ့ဒါအတိတ်ပဲဖွင့်ဆိုခဲ့တာဖြစ်ပေါ့နော်ဒါကကျွန်တော်ကအရင်အတိတ်ကြရင်တော့မလုပ်မလုပ်နိုင်သေးဘူးပေါ့နော်တခြားဟိုအကြောင်းမျိုးမျိုးရောက်ပေါ့နော်အဲ့တော့ဓာတ်ပုံဆိုတာအမှုပညာဖြစ်ကြောင်းကိုကျွန်တော်တို့တခြား အဓိပ္ပာယ်ဖွင့်ဆိုရတဲ့နည်းလမ်းတွေအများကြီးရှိသေးတယ်။သိတဲ့လူတွေလည်းသိသိကြတယ်ပေါ့နော်။အဲ့တော့ပို့ပြီးတော့မှနည်း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 ဖွင့်ဆိုနိုင်တဲ့လူတွေရှိရဆိုတော့ပို့ပြီးတော့ကောင်းတာပဲ။ဒါတော့ကျွန်တော်လေ့လာထားသလောက်ကိုကျွန်တော်ပြောပြခဲ့တာဖြစ်တယ်။အဲ့တော့ဓမ္မပညာရဲ့စွမ်းအားတွေကိုကျွန်တော်မှတ်ဉာဏ်ဖြစ်နေ၊တတ်သိဖြစ်နေ၊စိတ်ကံစားချက်ဖြစ်နေ၊အတန်ဖြစ်နေ၊အမှုပညာဖြစ်နေကျွန်တော်၅ချက်အနေနဲ့ကျွန်တော်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ဒါပြည့်စုံခြင်းမဟုတ်သေးပါဘူး။ဒါကျွန်တော်လေ့လာထားမိသလောက်ကိုကျွန်တော်လန့်လန့်မိတဲ့လောက်ကိုကျွန်တော်အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်တယ်ဒီထက်ပို့ပြီးတော့မှအဓိပ္ပာယ်ဖွင့်ဆိုလို့ရတယ်ကျွန်တော်ခုကိမှာဆိုရင ဓာတ်ပုံဒီစီဝါရေးဆိုပြီးသတ်သဖြင့်ဖွင့်မယ်ဆိုရင်လည်းဝတ်လို့ရပါတော့ဒါစီဝါရေးတစ်ခုပဲပေါ့နော်အဲ့တော့နောက်ပိုင်းမှာလည်းကျွန်တော်ထပ်ပြီးလေ့လာမိတာရှိလို့ရှင်ဒီ the power of photography ထဲမှာထည့်လို့ရတဲ့အပိုင်းတွေရှိရဆိုရင်ကျွန်တော်ဗီဒီယိုထပ်လုပ်ပြီးတော့မှဒီ the power of photography ကိုလာထည့်ပေးမယ်အဲ့တော့ဒီ the power of photography ရဲ့ဘယ်မှာရှိနေရလဲဆိုရင်ကျွန်တော်ရဲ့ MBA learning mat ထဲက photography foundation နံပါတ်1အရေးကြီးဆုံးဖြစ်တဲ့ photography foundation ထဲမှာရှိနေတာဖြစ်ပါတယ်အဲ့တော့ကိုက photography foundation ကိုတိကျကျလေ့လာခြင်းနဲ့ဆိုရင် နော်ဖိုတိုဂရာဖီရဲ့အခြေခံနေအုတ်မြစ်တွေအဲ့ဒါတွေတေချာလေ့လာလေ့ရှင်းတယ်ကျွန်တော်တို့ MBA landing map ထဲကဒီဖိုတိုဂရာဖီ foundation နံပါတ်1 module 1မှာ လာပြီးတော့မှလေ့လာလို့ရတယ်အဲ့ထဲမှာဒီ the power of photography ပါတယ်ဗောနော်အဲ့တော့ဓာတ်ပုံပညာဒီထက်အများကြီးပို့ပြီးတော့မှကျေပြတ်ပါတယ်ဗောနော်ဒါကျွန်တော်လေ့လာထားသလောက်ကိုကျွန်တော်မျှဝေပေးခြင်းဖြစ်တယ်ဒါကြောင့်မလိုအပ်ချက်တွေလည်းရှိကောင်းရှိနိုင်တယ်ဟာမ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 င်းပြောဆိုမှုတွေလည်း maybe ရှိကောင်းရှိနိုင်တယ်ဗောအဲ့ကြောင့်ရှင်နားလည်ပေးကြပါကျွန်တော်တို့ comment မှာလည်းဖြည့်ဆွက်ပေးသွားကြပါလို့ကျွန်တော်ပြောခြင်းနေဗောနော်ဒီထက်ပို့ကောင်းတဲ့ ိုလေးလာမိတဲ့တလောက်ကိုကျွန်တော်ထပ်ပြီးတော့လည်းဗီဒီယိုထပ်လုပ်ပေးရမယ်။ဒါကကျွန်တော် Photography Foundation မှာ The Power of Photography ကိုပဲကျွန်တော်မျှဝေပေးခြင်းဖြစ်တယ်။နောက်ပိုင်း Photography နဲ့ပတ်သက်တဲ့ Foundation တွေလာအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ထပ်ပြီးတော့မှဆက်ပြီးတော့မှစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ။အဲ့တော့ကျွန်တော်ဒီ MBA Learning Map ထဲကဒီလိုမျိုး Photography Foundation နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်ဘာကြောင့်မလို့အခမဲ့မျှဝေပေးနေရလဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲပေါ့နော်။ကျွန်တော်တို့ခုခေတ်မှာ AI Google တွေ AI တွေဆက်သဖြင့် Internet ကနေကျွန်တော်တို့မျိုးစုံနီးလန်းမျိုးစုံနဲ့ကျွန်တော်တို့ เนาะชาปุยလေးလာလို့ရနိုင်ပြီမယ်ကျွန်တော်မြန်မာနိုင်ငံအာအနေထားနဲ့ကျွန်တော်တို့အကြောင်းမျိုးမျိုးကြောင့်အင်္ဂလိပ်စာအားနေတာပဲဖြစ်တခြားသောအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့တွေအာတီးတင်းတိခိုက်တာတွေကိုကျွန်တော်တို့မသိရပဲနဲ့အများနဲ့နောက်ကျနေရပေါ့ဒါကြောင့်မို့ကျွန်တော်ကကျွန်တော်လေ့လာထားမိတာတွေဟာလေးတွေကျွန်တော်နှုတ်ထုတ်လာတဲ့အရာလေးတွေအားလုံးကိုကျွန်တော်စုစည်းပြီးတော့မှပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကနေပြီးတော့မှအားလုံးလည်းတစ်ခုခုသိလိုက်ရမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကိုယ်တစ်ခုခုသိလိုက်ရတယ်ဘာလေးတွေသိလိုက်ရလဲဘာလေးတွေပို့ပြီးတော့မှရှင်းလင်းသွားလဲဆိုတာကိုကျွန်တော်ရဲ့ comment မှာလည်းမှတ်ခဲ့ပေးလို့ရပါတယ်နောက်ပြီးတော့ ကျွန်တော်ဒါ photography foundation ဆိုတာကျွန်တော် MBA လက်နေမဲ့ပထမဆုံးအစိတ်ပိုင်းတစ်ခုပဲရှိသေးတယ်။အဲ့တော့ကျွန်တော်ကတခြားနယ်ပယ်တွေပို့ပြီးတော့မှကျွမ်းကျင်နေဆိုရင်ကျွမ်းကျင်နေဆိုရင်ကျွန်တော်တခြားနယ်ပယ်တွေကိုလည်းဆက်ပြီးတော့မှလေ့လာရအောင်ဖြစ်တယ်။အဲ့တော့အရင်ဆုံးတော့ကျွန်တော်ဒီ photography foundation ကျွန်တော်လေ့လာကြမယ်။နောက်ပိုင်းမှာကျွန်တော်မျှဝေနိုင်သလောက်ကိုကျွန်တော်နောက်ထပ်ဒီ MBA လက်နေမဲ့ထဲကတခြားအကြောင်းအရာတွေလည်းကျွန်တော်ထပ်ပြီးတော့မှမျှဝေပေးသွားပါအောင်မယ်။ဒါကြောင့်မို့ကျွန်တော်တို့ဓာတ်ပုံပညာရေးဆိုင်ရာသိပညာတွေကိုအခမဲ့လေ့လာခြင်းနဲ့ဆိုရင် ကျွန်တော်ရဲ့ဒီ MBA Facebook page လို့ YouTube channel တို့ကို like and follow လေးလုပ်ထားပေးပါ subscribe လေးလုပ်ထားပေးပါနောက်ပြီးတော့ကျွန်တော်တို့ဒီ MBA မှာလည်းအာကျွန်တော်တို့ Telegram group လေးရှိတယ်ဗောနော်အဲ့ဒီမှာလည်းလာပြီးတော့မှအာကျွန်တော်တို့လေ့လာလို့ရတယ်ဗောနော်ကျွန်တော် Facebook တို့ဘာလို့ဆိုရင်ကျွန်တော်တို့ကတော့ VPN တွေပါခံနေရအောင်မယ်အဲ့တော့ကျွန်တော်တို့ Telegram မှာဆိုရင်တော့ session လာပြီးတော့မှကြည့်လို့ရတယ်အဲ့တော့ကျွန်တော် Telegram link ကိုလည်းကျွန်တော်ဒီ video comment တွေ link မှာကျွန်တော်ထည့်ထားပေးမယ်အဲ့တော့အဲ့မှာလည်း join ထားမယ်ဆိုရင်ကျွန်တော်မျှဝေပေးနေတဲ့ဓာတ်ပုံပညာရေးဆိုင်ရာအသိပညာတွေကိုကျွန်တော်အခမဲ့ လေ့လာလို့ရနိုင်မှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုရတာတော့ပါပဲကျွန်တော်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပြီးတော့မှအားအပိကကြလူတက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီဗီဒီယိုလေးကို like နဲ့ share လုပ်သွားပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ် comment မှာလည်းကိုသိခဲ့တာလေးရှိရင်တခုခုမှတ်မိကြရအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်မြန်မာ photography academy MBA မှာအချိန်မီနေရာမှာတက်ဖို့မြင်ကြအောင်လေ့လာသင်ကြနိုင်ပါတယ် learn photography anytime anywhere